ဒီကောင်လေးရဲ့ဘဝကဘာဖြစ်လို့ဆိုလို့ရှင်ဟိုဘသူ့အဖေကိုလောက်ခေါ်မှမသိဘူးဖြစ်နေဘသူ့အဖေကိုလောက်ခေါ်မှမသိဘူးဖြစ်နေဘာပဲပြောပြောကျွန်တော်တို့အညာမှာရှိတဲ့တော်လိုင်းရင်ညီကိုတွေကအရင်တော့ကလိုမျိုးမင်းတို့တက်ရှိုးတက်ခွဲသွေးခွဲလို့ရတဲ့တက်တယ်မဟုတ်တော့ဘူးအညာသားတွေက မင်္ဂလာပါဒီတစ်ခေါက်မှလည်းဒါကျွန်တော်အညာသားတွေပေါ့နော်ညာသားတွေဖလန်းမျိုးသိန်းအောင်ပွဲကနေပြန်လာတဲ့ညာသားတွေတဲကဒါ Buffalo Soldier Freedom Force ကပေါ့နော်ဒါရဲဘော်ကိုကျွဲကိုကျွဲအဲ့ဒါကနော်အဲမိုက်တယ်အဲနာမည်ကလည်းမိုက်တယ်ကြည်ကြည်လိုက်ဒါသူစီရောဆက်သွယ်ပြီးတော့မေးမြန်းထားလည်းရှိတယ်အဲ့ theme မှာပေါ့နော်ဒီမျိုးသိန်းမှာသူတို့ဘလို့တွေလောက်ကန်ဆောင်ရွက်ခဲ့ကြတယ်ပြည်သူတွေအတွက်သူတို့ဘလောက်ထိမျှော်လင့်ကြတယ်ပြည်သူတွေကသူတို့ကိုဘလောက်ထိ အာကြိုးစိုးကြရတယ်လေဆိုတဲ့ဟာတွေကိုလည်းဒါသူပြောပြပေးသွားတဲ့အချိန်မှာစိတ်ဝင်စားနားထောင်အောင်ဖြစ်ပါလေဗျ။အဲညီလေးမင်္ဂလာပါ။မင်္ဂလာပါဟုတ်ဟုတ်။အဲမင်္ဂလာပါ။အဲလောက်ပါအောင်ညီလေးမိတ်ဆက်ပေးပါအောင်။ဟောကျွန်တော်ကတော့ဒီ Skyline ဘောနော် Skyline Data ရေ Wallet မျိုးတွေမှာအခြေဆိုင်တဲ့ Buffalo Soldier Freedom ဘောကအဲတောင်ဝင်ကန်ဘောနော်အဲကျွန်တော်ကိုကျွဲယူပါဟုတ်ကဲ့ အဲတမကြီးကလည်းမိုက်တယ်နော်ဟိုလုံးဝတက်ဖွဲ့နာမည်နဲ့သွားပြီးတော့တိုက်ဆိုင်တယ်အဲညေတို့အဲ့ဟိုဒီမနေ့ကဒီထုတ်ပြန်ထားတဲ့ဟာလေးတွေ့တယ်လေအဲအဓိကအဲ့လိုအဲဒီမြို့သိမ်းတိုက်ပွဲတိုက်ပြီးတော့ပြန်လာတဲ့အချိန်မှာအဲပြည်သူတွေတောင်းတဖျက်ဖျက်ကြိုဆိုတဲ့ဟာလေးအဲတက်ဖွဲ့ဝင်တွေရဲ့အောင်ပွဲခံတဲ့ပုံရိပ်လေးတွေအဲအဲ့ဒါလေးလည်းတွေ့တော့ကြည်နူးရတယ်ဗောနော်ကြည်နူးရတယ်အဲပြီးတော့အဲ့ထဲမှာမှဒါတပ်ပုံလေးနေဗောနော်အဲတပ်ပုံဒါပေါင်လေးအတွင်းပြီးတော့ ဒါကြာဆုံးသွားတဲ့ရဲဘော်တွေရဲ့ပုံလေးလည်းတွေ့ရတော့ဒါလည်းစိတ်မကောင်းရတော့ပေါ့အဲ့တော့ဒီအောင်မြင်မှုတွေရဲ့နောက်ွယ်ကအကြောင်းအရာတွေပြီးရင်ဒီမျိုးသိန်းတိုက်ပွဲရဲ့ဒါနောက်ွယ်မှာကြုံခဲ့ရတဲ့အတွေ့အကြုံတွေကိုပြောစီချင်တာပေါ့အဲ့တော့ဒီဒီဖလန်းမျိုးသိန်းတိုက်ပွဲကြီးရဲ့အတွေ့အကြုံတွေနဲ့ပတ်သက်လို့မြင်သလောက်လေးပြောပြပေးပါဦးညာသားတွေနေနဲ့ပေါ့ညာသားတွေပေါ့အဓိကတော့ဟိုဖလန်းကတော့ဟိုကျွန်တော်တောင်တန်းမြေပြန့်ပေါ့အဓိကတောင်တန်းမြေပြန့်မှာကျွန်တော်အဓိကထားတိုက်ရတာကတော့ကျွန်တော်တို့ဒီတိုင်းရင်းသားညီကူမောင်နှမတွေရဲ့ ဲဖိတ်ခေါ်စူးစီးမှုအားဖြင့်ကျွန်တော်တို့အညာသားတွေတောင်တန်းဒေသမှာကျွန်တော်တို့တိုက်ပွဲဝင်ခဲ့ကြရတယ်ပေါ့ကွယ်ညာသားရဲ့ဖလန်းမှာတိုက်ပွဲဝင်ကြရတယ်ပေါ့တိုက်ပွဲဝင်ကြတော့အဲအညာသားတွေရဲ့စုဖွဲ့မှုတွေစင်စင်မှုတွေအစိတ်တက်တွေကတော့လုံးဝမှကိုဒေသကိုအညာသားအချင်းချင်းမလို့ပြောတာမဟုတ်ပေါ့လေးစားစရာကောင်းတယ်ဘလို့လေးစားစရာကောင်းလဲဆိုတော့ဖလန်းကတကယ်ဟိုဂျူဟာကြတဲ့ဂုံကျွန်တော်268က က်ချောက်ရှက်ကုန်းကကျွန်တော်တော်တော်ပြူကကြတယ်ကျွန်တော်တို့လည်းတော်တော်ကျုံရရတဲ့ပွဲပေါ့အဲဒီမှာအကုန်လုံးကမြေပြင်မှာတိုက်ပွဲဝင်ရတဲ့တမူးတွေရဲဘော်တွေအဲတူတယောက်ချင်းစီရဲ့စိတ်သက်တည်ဘာစိတ်လဲဆိုတော့အောင်စိတ်အောင်စိတ်နဲ့နိုင်စိတ်အောင်မှုရတော့နိုင်မှုရတော့ချမှာဒီတဖွဲကရဲဘော်တွေဒဏ်ရာရတယ်ကြတယ်အဲစစ်တီအင်းရတယ်လို့တယ်တို့အညာသားတွေမှာတပ်ဖွဲ့တွေမှာထပ်ပြီးတော့တက်မဲ့ချမဲ့ဆိုတော့ရဲဘော်တွေအများကြီးပဲကြံနေတယ်ဖလားမှာ တိုက်တော့ထတ်ချမယ်ဟိုဘက်ကစကားစားတော့ပြိုလဲကြီးလေစကူလာတဲ့စစ်ကြောင်းနေကျွန်တော်တို့ဒီမှာဟိုလေရင်နဲ့ခြားတော့ကဆိုလို့ရှင်လဲကျွန်တော်တို့ရဲ့ရဲဘော်တွေတပ်ဖွဲ့ဝင်တွေပါဝင်တယ်ကျွန်တော်တို့စစ်စင်ကြီးတွေမှာအဲကျွန်တော်တို့မိတာပဲစကားစားတယ်မနေဘူးနောက်ဆုံးဒီကောင်းနေတက်ကုန်းကိုရတဲ့အချိန်မှာလဲကျွန်တော်တို့အော်ဒါကတော့အကုန်လုံးလေးထုတ်ပြန်တညာတည်းမှာပါပြီးမှာပဲလက်နက်အင်အားတွေဒါကျွန်တော်စစ်သုံးပန်းစစ်သုံးပန်းတွေအများကြီးပဲကျွန်တော်တို့မိတယ်ဟိုတိုက်ပွဲရဲ့ဟိုဖြစ်စဉ်ကတော့ဖလန်းကတော့တော်တော်လေးကြမ်းနေပေါ့ဖလန်းကကြမ်းနေပေါ့ အဲဖလန်ချက်ဘလောက်ကြမ်းကြမ်းတကယ်တော့အညာသားတွေနဲ့တွေ့သွားတာပါပဲအညာသားတွေရဲ့လက်ထဲမှာပဲဒီကောင်းနေပူမူပြီးအစင်းရှိတဲ့သူတွေကစဘလို့ပဲပြောပြောကျွန်တော်တို့ဟိုမာဗီရဲ့တိုက်ပြီးတော့မှကျွန်တော်တို့ဟိုကောင်းကောင်းအက်ခံလိုက်ပါသေးတယ်ပူမူရဆိုလို့ရှိရင်အဲလေးလည်းတကုံလာတာနော်ညိုရအိုက်ဖွဲရနော်ဟုတ်တယ်ဗျအခုဖလန်ဖလန်မှာကအဓိကတော့စကားစရဲ့ဒါအားလုံးဟိုစီရေးတုံးတက်ချက်တဲ့ စည်းသုံးတတ်တဲ့ပုံကိုယ်တွေဆိုလို့ရှင်တော့သိမှာပါကျွန်တော်တို့ဖလန်းကတော့အဓိကတော့လေကျိုင်းတိုက်ခိုက်မှုအများဆုံးများတယ်ပေါ့နော်ဒီဘလောက်များလဲဆိုလို့ရှင် အပေါ်ကနေပြီးတော့ Jet Fighter ဝိုင်းတွဲဟိုနောက်ကြတော့ King Dog Wing H MI 70 35အဲ့ဒါတွေကတောက်လျှောက်ပဲကျွန်တော်တို့မသိဘူးကျွန်တော်တို့ကင်းတယ်အဲတချို့လေဟိုကျွန်တော်အထီးကိုက်တွေကတော့ရှိတာပေါ့နော်အထီးကိုက်တွေရှိရဲဒါပေမဲ့ဒီကောင်တွေပြစ်တဲ့အလုံးတိုင်းကျွန်တော်တို့သေတာမဟုတ်ဘူးကျွန်တော်တို့ပြက်စီးတာမဟုတ်ဘူး တခါတလေသူတို့လူသူတို့ပြန်ချတဲ့နေရာတွေလေကျွန်တော်တို့ကြုံရတာပဲသူတို့သူပြန်ချတဲ့နေရာတွေကြုံနေအဲတခုကကျွန်တော်တို့ရဲဘော်တွေစိတ်ပေါ့အဓိကမှာကိုယ်တွေနေရပြီဆိုလို့ရှိရင်ဂျက်ဖိုက်တာတွေမှာဆိုကျွန်တော်မြင်ရတဲ့ဟာတွေကျွန်တော်ပုံတွေတွေ့မှာပေါ့နော်ကျွန်တော်ရဲဘော်တွေဆိုလို့ရှိရင်ဟိုဖိုက်တာနဲ့ကျဲတို့ကျွန်တော်ဒီမဟာမိတ်ဒါချင်းချင်းနောင်ဘက်က CV ဘက်ကရဲဘော်တွေဆိုလို့ရှိရင်ကျွန်းနေမှာတော့ပြန်ရက်ပြီးတော့မှခေါ်ရတဲ့အနေထားတွေပေါ့ဒါအဲ့ဒါစိုးတဲ့ဟာတွေလည်းကျွန်တော်တို့ရှိပါတယ် တချို့ကလည်းကျွန်တော်မှတ်တမ်းမှတ်ရတယ်နဲ့စစ်မြေပြင်မှာဆိုတော့မှတ်တမ်းမှတ်ရတယ်ဗီဒီယိုလေးကောင်းကောင်းမရိုက်နိုင်ဘူးလေတော့အဲအဲ့လိုမျိုးဆိုတော့ကျွန်တော်တို့ဟိုတချို့အဖြစ်ပြတကယ်အစမ်းကြည်ကြီးတွေကတော့ကျွန်တော်တို့ရဲဘော်တွေရဲ့ပြောပြချက်တွေမှာပဲသိပါဘူးဟုတ်ဟောအဲ့ဘောညအဲ့အဲ့ဒီဖလန်းနဲ့ပတ်သက်လို့ဗောနော်အဲဖလန်းမျိုးသိန်းနဲ့ပတ်သက်လို့လိုက်ပြီးတော့မေးပြတဲ့ချိန်တိုင်းမှာလေဒီရဲဘော်တွေရဲ့ရဲစွမ်းတတိရှိမှုတွေဆွန့်လွတ်ဆွန့်စားတဲ့စိတ်တွေကတကယ်အောချလောက်စရာပဲဗောနော်ဟိုပြီးတော့ ဒီတပ်ဖွဲ့ဝင်နိုင်ပေါ့နော်ဘယ်တပ်ဖွဲ့ဝင်မဲဖြစ်ဖြစ်ပေါ့နော်အကုန်လုံးကဆက်ရတက်ကြွစွာနဲ့ဒီတိုက်ပွဲကိုနိုင်ကိုနိုင်ရမယ်ဆိုတဲ့စိတ်မျိုးကိုဖြစ်နေရတယ်။အကုန်လုံးကတည်းကဟိုလုံးဝဟိုဆေးရုံကနေပါဆင်းပြီးတော့ပြန်သွားတဲ့သူနဲ့အဲအဲ့လိုမျိုးတွေအားစာရှိတာပေါ့။ဟုတ်တယ်ကောဟိုတခုပေါ့ကျွန်တော်တို့စစ်ကြောင်းတွေကကျွန်တော်တို့စစ်ကြောင်းတွေကရဲဟော်တွေဆိုလို့ရှင်ဟိုထိတယ်ပေါ့ပထမထိတာတော့ကျွန်တော်တို့ဟိုဒီ20တရက်နှစ်လပိုင်းမှာတော့ကျွန်တော်စီကဒီတခွဲမှုတိုင်မောင်းပေါ့နော်။ တို့ရဲဘော်တိုင်မောင်တို့တိုက်ပွဲကြတဲ့အချိန်မှာအဲသူတက်ခွဲထဲမှာဆိုသူဒီဟိုရဲဘော်တွေပေါ့မရှေ့တန်းစစ်မြေကြီးကစားသူကိုယ်တိုင်ဟိုကြားစီလူစီဒီဆုံးကလည်းတတ်တယ်ပေါ့ဗျာဒီဆုံးကလည်းတတ်တယ်သူရဲဘော်တွေရှိမှာပဲဟိုလက်ပြဘုံမှာဟိုလာတဲ့အချိန်တောင်မှရဲဘော်တိုင်မောင်ဆိုလို့ရှင်လက်ပြဘုံကိုရဲဘော်တွေကြားရတယ်အဲ့တော့မရှောင်မှုပေါ့နော်မရှောင်ရှောင်နေမတာပဲနဲ့ရဲဘော်တွေတို့သူတတိပေးတယ်ရဲဘော်တွေကတော့အကုန်လုံးကင်းလွတ်တယ်ဒါပေမဲ့သူကတော့ဒီ21ရက်နေ့မှာပဲ အဲကျွန်တော်တို့ရဲဘော်တိုင်ပေါင်းကတော့တခွဲမှုပေါ့နော်သူကတော့ခြာဆုံးသွားတယ်ပေါ့ခြာဆုံးတဲ့အချိန်မှာကျွန်တော်တို့ရဲဘော်တွေစိတ်ရဲဘော်တွေရဲ့စိတ်မှာတိုက်ပွဲမှာကျွန်တော်တို့ပြေးလိုက်ရပြီကျွန်တော်တို့ဘက်ဘလိုဆိုကြကခွဲမှုတယောက်ခြာဆုံးသွားပြီ သူ့အောက်ကရဲဘော်တွေစီဘာဖြစ်လဲဆိုလို့လုံးဝပဲဟိုကြမ်းကြမ်းတန်းတန်းပုံစံကြီးတွေနောက်ဆုံးဒဏ်ရာရတဲ့ရဲဘော်တွေကစသူတို့ခွဲမှုကြတော့ချက်ချင်းပဲကျွန်တော်တို့ဆရာကျွန်တော်တို့ပြန်ပြီးတော့တိုက်ခွင့်ပြုပါဘောနော်စင်နာနာတဲ့သူလည်းဆရာအဲ့တော့ကျွန်တော်တို့ကောင်းကောင်းလေး တရားတွေကိုသူတို့ကိုပေးတိုက်လို့ရတဲ့သူတွေကတော့ကျွန်တော်တို့ပေးတိုက်တယ်ဟိုတိုက်ပွဲမှာဒဏ်ရာပြင်းထန်ရထားတဲ့သူတွေနဲ့မသက်သာတဲ့သူတွေတော့ကျွန်တော်ပေးမတိုက်ဘူးအဲ့မှာသူတွေရဲဘော်တွေရဲ့စိတ်ဘုန်းတော်ကအောင်စိတ်ပေါ့ကိုယ်အောင်စိတ်ပေါ့နိုင်စိတ်ဟိုဒီကြသွားပြီဆိုကြရကျွန်တော်တို့ဒီဟိုတရားစဉ်းစားကြရအညာနဲ့ကျွန်တော်တို့ချင်းပြင်းနဲ့ဖလန်းမျိုးတင်းတိုက်ပွဲကိုလာခဲ့တာကျွန်တော်တို့ကစုပ်ပြေးဖို့မဟုတ်ဘူးနောက်စုပ်ဖို့မဟုတ်ဘူးကျွန်တော်တို့ဒီရအောင်တင်းဖို့ရအောင်တိုက်ဖို့ရအောင်တင်းဖို့ရအောင်တိုက်ဖို့ ဒါကကျွန်တော်တို့ရဲ့ဒါတိုင်းရင်းသားဒေသဖြစ်တဲ့ချင်းပြည်ရဲ့တနေရာမှာပေါ့နော်ကျွန်တော်တို့တိုက်ဝဲတော့မျိုးသိမ်းခဲ့တယ်ကျွန်တော်တို့အညာဒေသမှာလည်းကျွန်တော်တို့ဒါလို့သိမ်းတယ်ဒါလို့လည်းချက်တယ်အဲ့လိုအညာမှာပေးဆက်နေတဲ့ညီကိုတွေအညာမှာတိုက်ဝဲဝင်တဲ့ညီကိုတွေကျွန်တော်တို့အတူတူလက်တွဲပြီးတော့အဲကျွန်တော်တို့အတူတူပူးပေါင်းပြီးတော့အညာမှာစစ်စင်ရေးကျွန်တော်တို့ဒီထက်မှာကျွန်တော်တို့ပေါ်ဆောင်မယ်ဒီမှာကျွန်တော်တို့ဟိုကိုစွမ်းညံစွမ်းရှိသလောက်ပေါ့ကျွန်တော်တို့ရဲ့လုံနိုင်စွမ်းနေကျွန်တော်တို့ရဲ့တိုက်စွမ်းရည်နဲ့ ကျွန်တော်တို့ဒီကောင်တွေကိုအညာမှာလဲကောင်းကောင်းပြန်ပြင်းအောင်ပဲပေါ့ကွယ်ဟုတ်ဟာမိုက်တယ်မိုက်တယ်တကယ်နော်ရဲဘော်တွေရဲ့စိတ်ကတော့တကယ်လန်ထွက်နေတာပဲတကယ်ဟိုလုံးဝတကယ်စစ်သားစစ်စစ်တွေကိုပြန်မြင်ရသလိုပဲပေါ့နော်အဲပြီးတော့စစ်ကောင်စီဘက်ကကြည့်မယ်ဆိုရင်လဲဒီလိုမျိုးစိတ်သက်တွေခွန်အားတွေနဲ့တိုက်နေတဲ့ဒါတော်လည်းရဲဘော်တွေကိုနိုင်ရအကြောင်းကိုမရှိတော့ဘူးနိုင်ရအကြောင်းကိုမရှိတော့ဘူး ီကောင်เนี่ยမနိုင်တော့ဘူးနောက်ဆုံးအဆင့်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဟိုသုံးပန်းနေမိတယ်သုံးပန်းနေပြီးတော့ကျွန်တော်ဒူးအန်စီတယောက်ပါလာဒူးအန်စီတယောက်ပါလာဒူးအန်စီတယောက်ပါလာတော့ဒူးအန်စီကိုကျွန်တော်မီးတယ်ပေါ့ကျွန်တော်တို့ကတော့ဟိုညီကိုစိတ်သက်ပဲကျွန်တော်တို့စီမှာရောက်လာတယ်သုံးပန်းဆိုမှကျွန်တော်နူထရီနဲ့အဲကျွန်တော်တို့ဟိုကြိုးဆိုတယ်ကျွန်တော်တို့မီးတယ်ဟုတ်ပြီအဲဆိုဘူမူကဟိုဘလိုအတိုင်းတာကြောင့်ဟိုဒီလိုမျိုးကျွန်တော်တို့လောက်တာလေပေါ့နော်ကျွန်တော်တို့လူငယ်တွေမှာဒီလိုမျိုးပေးဆက်ရတဲ့ဟာတွေသူတို့ရှိမှာပဲဗျာ သူတို့မှဘာလဲဆိုတော့ကျွန်တော်တို့ဘာမှမသိရအောင်ကျွန်တော်တို့ဘာမှမသိဘူးအဲ့ကြတော့ခင်ဗျားတို့ညွန်ကြားချက်တဲ့အမိန့်တွေအတိုင်းအတာမှာဒီတော်ကြီးတိဟိုခေါင်းမားတဲ့လူသားစာနာမှုစိတ်တွေမရှိကြဘူးလားလူငယ်တွေသူတို့တိုက်နေတာလူငယ်တွေဒီကောင်တွေကဘာပြင်လဲဆိုတော့သူတို့မှအကြောက်တရားဝင်နေ line ပေါ်မှာကတော့စက်ကောင်စီရဲ့ lobby media တွေကတော့တော်ကြဟိုလိုဖြစ်သွားပြီဒီလိုဖြစ်သွားပြီရတာပြောကြတာမြေပြင်မှာကျွန်တော်တို့ကဓာတ်ပုံတက်တည်နေကျွန်တော်တို့က ဟိုကိုဒီအထက်တာဝန်ရှိတဲ့သူတွေကမထုတ်ပြန်လို့တာဒီကောင်လေးရဲ့ဘဝကဘာဖြစ်လို့ဆိုလို့ရှင်ဟိုဘသူ့အဖေကိုလောက်ခေါ်မှမသိဘူးဖြစ်နေဘသူ့အဖေကိုလောက်ခေါ်မှမသိဘူးဖြစ်နေသူတို့ဘုံမူကြီးအစအဲ့မှာကျွန်တော်တို့မိရဲဆိုလို့ရှင်ကျွန်တော်စူးစီးအရာရှိတွေပါပါတတ်ထက်မှာစူးစီးအရာရှိပါတယ်နောက်ကြတော့ရုံအုပ်တွေပါတယ်နောက်ကြတော့အဲဘိုးတွေပါတယ်ပေါ့ဗျာတက်ကြက်တွေဆိုလို့ရှင်ဖိုက်တာတွေဖြစ်တဲ့တက်ကြက်တွေဝါရင်တက်ကြက်ကြီးဟောဒီကောင်နေတောင်မှပြာနေရတုံနေပြီး ဒီကောင်လေးမှာအကြောက်စိတ်ရှိနေပြီသမင်းကမစားရဟင်းကမစားရဟိုအထုတ်ချလဲအဲဒီကောင်လေးရဲရဲလာမကောင်ရေကျွန်တော်တို့စီကိုသူတို့ကအဲ့လိုမျိုးကောင်မှာစကားဆမှာဖြစ်ပြက်ကြီးကဖလန်းမျိုးကြီးတွေမှာဖြစ်ပြက်ကြီးကဒီကောင်လေးရဲ့ဘဝငရေပြီမှာရောက်နေသလိုပဲကျွန်တော်တို့ဒေါ်လာရေးတက်တယ်ရှိတော့ဩလုံးဝဒါကုကေရမဲ့ဘဝကိုဖြစ်သွားတာပေါ့လေနော်အဲအဲ့တော့ကြတော့ဒါအခုဖလန်းမျိုးသိမ်းနိုင်ခဲ့ပြီပေါ့နော်အဲမျိုးသိမ်းတိုက်ပွဲမှာလဲဒါအီယိုတွေနေနေလဲ ဒါပူပေါင်းပြီးတော့လှုပ်ဆောင်ခဲ့တဲ့ဒါအညာသားတွေအခုဆိုရင်အသီးသီးအဲအညာကိုပြန်ရောက်လာပြီပေါ့နော်အဲကြာတွေ့တယ်တောက်လျှောက်အဲ့လိုပေါ့နော်အဲပြည်သူတွေတောင်းတဖျက်ဖျက်ကြိုးဆိုကြတယ်အဲအချို့ဆိုရင်အဲမိဘတွေရပြာသီလားအရန်ကုန်ယူတာပြာသီလားကိုသားသမီးအခုလိုမျိုးဒါတိုက်ပွဲကြီးအောင်မြင်ပြီးပြန်လာတော့ကြမသားကွာပေါ့နော်အသားဒါတိုက်ပွဲကြီးတိုက်ပြီးတော့ပြန်လာတာဆိုပြီးတော့အဲ့လိုမျိုးဂုံယူဝင်ကြွားစွာနဲ့ဂုံယူကြတဲ့မိဘတွေပြီးရင်မိဘပြည်သူတွေပေါ့နော်ကြိုးဆိုကြတဲ့သူတွေအဲ့လိုမျိုးမြင်ရတော့ဘယ်လိုခံစားရလဲ အဓိကတော့ကျွန်တော်တို့ပြောတာပေါ့ဘာပဲပြောပြောကျွန်တော်တို့ရဲ့ဟိုအညာမှာကဟိုတိန်းနိုင်တဲ့မြို့ရယ်လို့ကျွန်တော်တို့အညာမှာမရှိသေးဘူးကျွန်တော်တို့တချို့စစ်စခန်းငယ်တွေနဲ့ဒီစစ်ကြောင်းတွေဆိုတာတော့ကျွန်တော်တို့အညာမှာဟိုလုံးဝဖြတ်တောက်ပြီးတော့ကြောင်းပြောအောင်ဒီကျွန်တော်တို့တိုင်နိုင်တဲ့အညာမှာအလုံးလေးဒါမြင်တွေ့ရတာပဲလေနော်ဒီကျွန်တော်တို့ပြန်လာတဲ့ကြိုးစုပ်ပွဲတွေမှာဘယ်သူနဲ့မှမတူတာကျွန်တော်တို့ကိုတောက်လျှောက်ကြိုးဆိုတာည12နာရီလောက်ထိပဲဟောပြည်သူတွေကြိုးဆိုကြ12နာရီလောက်ထိကျွန်တော်တို့ပြည်သူတွေကကြိုးဆိုကြတယ်ကျွန်တော်တို့ရဲဘော်တွေကလည်းပန်းတယ် အဲဒါမဲ့ပြောတယ်ဘာလို့ဆိုဒီကျွန်တော်တို့တိုင်းရင်းသားတွေရဲ့ပြည်သူတွေစီမှာကျွန်တော်တို့သိမ်းခဲ့တဲ့မြို့ရေတောင်မှာကျွန်တော်တို့အညာသူအညာသားတွေကဒီလောက်ဝမ်းပန်းတရာနဲ့ကြိုးဆိုရဲဆိုရင်ကျွန်တော်တို့အညာဒေသမှာရှိတဲ့မြို့ရေတာကျွန်တော်တို့ပြိုက်ပြီးတော့အောင်ပွဲနဲ့ပြည်သူတွေလက်ထဲကိုထည့်ပေးနိုင်ပြီဆိုကျွန်တော်တို့ပြည်သူတွေကျွန်တော်တို့ဘယ်လောက်ကြိုးဆိုကြကြမလဲဘယ်လောက်ကြီးကြီးကျွန်တော်တို့ဝင်းရံကြလိမ့်မလဲဒီချက်ပို့ပြီးအားကောင်းဖို့တော့ကတော့ကျွန်တော်တို့ကတော့ပြည်သူတွေအတွက်ကျွန်တော်တို့စုဖွဲ့မှုတွေကျွန်တော်တို့တက်တကူစုဖွဲ့မှုတွေကောင်းကောင်းလုပ်မယ်ကျွန်တော်တို့ ဒေါ်လာရင်းညီကူရဲနဲ့ကျွန်တော်တို့ပူးပေါင်းဆောင်ရွက်ပြီးတော့ကျွန်တော်တို့အညာမှာလည်းကောင်းမွန်တဲ့စစ်စင်ရေးတွေစစ်ကောင်စီကင်းစင်အောင်ထိကျွန်တော်တို့ဘက်ဖလိုအစိုးရကတော့အတူတူပူးပေါင်းပြီးတော့တိုက်ပွဲဝင်ပြီးတော့ဒီကောင်တွေကိုတိုက်ထုတ်မယ်ကျွန်တော်တို့ပြည်သူတွေလက်ထဲကိုကျွန်တော်တို့အောင်ပွဲတွေရအောင်ကျွန်တော်တို့မြို့တွေကျွန်တော်တို့ဒေသတွေကိုစကားစတဲ့ကင်းစင်အောင်ကျွန်တော်တို့ကတော့တိုက်ထုတ်မယ်ဟုတ်ကချမယ်ကျွန်တော်တို့ရဲဘော်တွေမှာလည်းအတွေ့အကြုံတွေရပြီအဲပိုလိုကောင်းတဲ့အတွေ့အကြုံတွေကျွန်တော်တို့ဟိုတွဲခေါ်ပေးတဲ့ဟိုဘာပဲပြောပြောကျွန်တော်တို့ ါချင်းညီနောင်ကိုလည်းအဲကျွန်တော်ကျေးဇူးတင်တယ်အဲကျွန်တော်တို့ကလည်းဟိုအကောင်းဆုံးဖြစ်အောင်ကျွန်တော်တို့ကြိုးစားပေးခဲ့တယ်ကျွန်တော်တို့ဖိဆက်ခဲ့တဲ့ကျွန်တော်တို့အညာကရဲဘော်တွေကျွန်တော်တို့တက်မှာလည်းဖိဆက်ခဲ့ရတဲ့ရဲဘော်တွေကိုလည်းကျွန်တော်တို့ကတော့ဂုံယူတယ်ဟိုတန်ဖိုးထားတယ်လေးစားတယ်အဲအဓိကတော့အညာသားတွေပို့ပြီးတော့ဟိုစီးလုံးနေဆိုတဲ့ပွဲမှာတော့ဖလန်းပေါ့အညာသားတွေလည်းတော်တော်စီးယုံကြတယ်စီးလုံးကြတယ် အဲအတူတူဟိုလှုပ်ဆောင်နိုင်ကြတယ်ပေါ့ဂျားထဲမှာအဖြစ်ပြက်တယ်ဆိုရင်ကတော့ဟိုဒီကောင်တွေရဲ့ဟိုဟိုလေချောင်းတိုက်ခိုက်မှုတွေအဲအဓိကတော့စကားစားတော့ဖလန်းမှာတော့လေချောင်းတိုက်ခိုက်မှုပါပဲဖလန်းမှာလင်းသကုံကျဲတော့ဟိုဘလိုနေရဘလိုနေရလဲဆိုတော့အဲကျွန်တော်တို့ကရှေ့မှာရန်သူနဲ့တိတ်မကွာတော့ဘူးပေါ့မကွာတော့ဘူးဆိုတော့ကျွန်တော်တို့ကရန်သူနားကိုလင်းကျိတ်ဆိုကျွန်တော်ရန်သူနားကိုအမြန်ပြေးကပ်ဟုတ်ရှိတဲ့နေရာအမြန်ပြေးကပ် ပေါင်းဆိုတော့ကျွန်တော်တို့ရဲ့ရန်သူများဟိုကျွန်တော်တို့ဟိုတေချာ20 30လောက်ဆိုလို့မီတာ20 30ဆိုရင်ကျွန်တော်တို့လေရင်ကမထီတော့။အော်လေရင်ကကျွန်တော်တို့မထီဘူး။ကျွန်တော်တို့ထီစရာအကြောင်းလည်းမရှိဘူး။ကျွန်တော်တို့ရားသလောက်ကျွန်တော်တို့ရန်သူစီမှာချင်းကပ်မှုလုပ်တယ်တိုးကတ်တယ်ရောက်တဲ့နေရာမှာပဲကျွန်တော်တို့ဆက်သွယ်ဟိုကလုတ်ချင်းနဲ့ကျွန်တော်တို့နေတယ်ပေါ့ကလုတ်ချင်းတူပြီးနေရတယ်။အော်အဲ့လိုခန်းကန်တာလေးတော့တိုက်ဝဲနဲ့ပတ်သက်လို့လည်းမိုက်တယ်အဲတကယ်ညီတို့တကယ်စူးစမ်းခဲ့ကြတယ်ပြီးတော့ပြည့်စက်သွားတဲ့ရေပေါ်တွေလည်းရှိတယ်။ အဲဒီရဲဘော်တွေအတွက်ကလည်းဒါတကယ်ကိုတမိုင်းပေါ့နော်တမိုင်းသူရဲကောင်းပေါ့နော်အာဇာနည်ပေါ့အဲဒီတပ်ဖွဲ့တွေကိုလည်းဒါအချိန်တန်တဲ့ခါကျရင်ထိုက်ထိုက်တိုက်တိုက်ဂုံပြူမှုတွေရှိစေခြင်းနဲ့ပေါ့နော်ဘာဖြစ်ဖြစ်ဒါညိုးဆိုပူဆိုးတာပေါ့နော်ညီကိုရင်းရှာလိုမျိုးနေခဲ့ကြတာဆိုတော့ပူဆိုးရတာပေါ့ဒါပေမဲ့ဒါညိုးတို့ပြောလိုက်တိုင်းမှာဒီတပ်ဖွဲ့တွေအများအားဂုံယူတယ်ဆိုတဲ့အခြေအနေကြားရတယ်ပေါ့နော်ဒါကိုတော့စိတ်တော့မကောင်းဘူးပေါ့နော်အဲပြီးတော့နောက်တစ်ခုကဒီအညာပေါ့နော်အညာအညာကအရန်ကိုဒုက္ခဒုက္ခရောက်တယ်စစ်ကောင်စီက သိရတဲ့အတိုင်းပဲဒါအညာဆိုရင်အရန်ဖြီတာကိုဒါအစောပိုင်းကာလာတွေတော့ပါမော်နော်အာတပ်ဖွဲ့တွေကဒါလက်နက်ခဲရန်ဆိုလဲဝယ်ယူရတာအစခက်ခဲတယ်နောက်ဆုံးပေါ့နော်ဝယ်ယူလို့မရတော့ဒါထုတ်လုပ်မှုတွေလောက်ကြတဲ့အခါမှာဒါထိခိုက်ဒဏ်ရာရတာတွေရှိတယ်အဲ့လိုပေါ့နော်အသက်စီတေဆုံးသည့်အထိဖြစ်သွားတယ်လည်းရှိတော့အများကြီးပဲပြစ်ဆက်ရတာပေါ့ဒါပေမဲ့အခုကျတော့အညာသားတွေကနေရာအနက် ဟိုအညာလိုက်ပြောလို့ပေါ့ကျွန်တော်တို့အကုန်ပတ်တိုင်ပါဆိုတော့နေအောင်လိုက်တိုင်နေအောင်နော်နေအောင်လိုက်တိုင်ပြီးတော့အခုဆိုရင်အတွေ့အကြုံတွေအများကြီးရလာပြီမြို့သိမ်းအောင်ပွဲအတွေ့အကြုံတွေအစားရှိလာပြီဆိုတော့နောက်ဆိုရင်အညာကရောတော်လိုက်ရေးမှာနောက်ထပ်အောင်မြင်စရာပေါ့နော်အောင်မြင်မှုအတွက်နောက်ထပ်မျှော်လင့်ရမယ့်နေရာဒေသတစ်ခုဖြစ်ဖြစ်လာတော့မလားပေါ့ဖြစ်မှာဘူးဖြစ်ကိုဖြစ်လာမှာကျွန်တော်တို့ဖြစ်ချင်တာကျွန်တော်တို့ဒေသကျွန်တော်တို့ဒေသကျွန်တော်တို့အညာလွတ်မြောက်ရင်ကျွန်တော်တို့ကရက်နေမှာမဟုတ်ဘူးကျွန်တော်တို့ထတ်ချမှာပါ ကျွန်တော်တို့ business ကျွန်တော်တက်ဖြစ်နိုင်ရင်ကျွန်တော်တို့ navy တက်တိုင်းပါပဲချမှာပဲကျွန်တော်တို့အင်အားကောင်းဖို့လိုတယ်ကျွန်တော်တို့စုဖွဲ့ဖို့လိုတယ်ဘာပဲပြောပြောကျွန်တော်တို့အညာမှာရှိတဲ့တော်လိုင်းညီကိုတွေကအရင်တော့ကလိုမျိုးမင်းတို့တက်ရှုတက်ခွဲသွေးခွဲလို့ရတဲ့တက်တယ်မဟုတ်တော့ဘူးအညာသားတွေကတကယ်ချမဲ့ကောင်တွေဖြစ်သွားတကယ်ချဖို့ရအတွက်လေကျွန်တော်တို့မတူတဲ့ဒေသတွေမှာကျွန်တော်တို့အညာသားတွေကလာစုကြရတာရှင်းပြမှာဆိုလို့ရှိရင်ကျွန်တော်တို့မတူတဲ့အဖွဲ့ကအဖွဲ့စည်းတယ်တော်လိုင်းအဖွဲ့စည်းနေကျွန်တော်တို့စုစည်းတယ် ဲ့မှာဘာဖြစ်လဲဆိုတော့ငါတို့အညာကအညာသားတွေဆိုတဲ့အတန်နေကျွန်တော်တို့ပြန်ကြကျွန်တော်တို့အားတက်စရာတွေပေါ့နော်ကျွန်တော်တို့အားတက်စရာတွေပုံမှန်တောင်ဝင်ရှိတဲ့လူကြီးတွေကတော့ဘလို့တွေလဲတော့ကျွန်တော်တို့မသိဘူးတရားတစ်ခုကတကယ်ကိုစစ်ကိုနိုင်အောင်တိုက်ပေးမဲ့ကျွန်တော်တို့ရဲဘော်တွေကျွန်တော်တို့ညီကိုတွေကတော့အကုန်လုံးကတော့စူးစီးနေကြပြီ ပေါင်းစည်းနေကြပြီကျွန်တော်တို့အညာကလည်းဒီထက်စူးစီးပေါင်းစည်းပြီးတော့ကျွန်တော်တို့ရှေ့ဆက်ပြီးတော့ကျွန်တော်တို့တိုက်ပွဲတွေပေါ်ဆောင်မယ်ကျွန်တော်တို့ရဲ့အညာမှာ ပို့ပြီးတော့အားကောင်းတဲ့တက်တည်းတိုက်စွမ်းရည်ရှိတဲ့တက်တည်းဖြစ်ကိုဖြစ်လာမှာကိုမဖြစ်လာကြအကြောင်းမရှိဘူးဂျားထဲမှာကတော့အဲကျွန်တော်တို့ရုံးကန်ခဲ့ရတာတွေကတော့အဲ့အားလုံးလည်းသိကြမှာဖြစ်မှာကျွန်တော်တို့1027ဘာမှဆိုရင်လည်းကျွန်တော်တို့အညာသားတွေပါတယ်တခြားနေရာမှာဆိုလည်းအညာသားတွေပါတယ်ကရင်မှာကြည့်မလားဟိုကချင်မှာကြည့်မလားဟိုရခိုင်မှာကြည့်မလားကျွန်တော်တို့အညာသားတွေပါတယ်ဗျာတရားအရှိတရားဒါလက်ခံရမှာကျွန်တော်တို့အညာသားတွေကိုလည်း ဟိုကျွန်တော်တို့ဒီမှာဒီချိတ်ဆက်ပြီးတော့အဲကျွန်တော်တို့ဟိုကုညီပံမိုးတဲ့ဒါတိုင်းရင်းသားအီယာအိုတွေလည်းရှိပါတယ်အဲကျွန်တော်တို့ကျေးဇူးလေးတင်ပါတယ်ဟိုတိထပ်ပြီးတော့လည်းကျွန်တော်တို့ဒေတာဒီဟိုလုံးဝမှစကားစရဲ့အုတ်ချုံမှုတန်ကိုခံတဲ့သူတွေမဟုတ်ဘူးရရနီးနဲ့ရရလက်နက်ကိုဆွဲကင်ပြီးတော့ကျွန်တော်တို့တော်လန်မယ်ကျွန်တော်တို့တော်လန်ပြီးတော့ပြန်လာတဲ့အချိန်မှာကျွန်တော်တို့ပေးဆက်လာရတဲ့ရဲဘော်တွေရှိသလိုကျွန်တော်တို့ရဲ့ပြည်သူတွေကလည်းအောင်းဝန်းနဲ့ပြန်လာတဲ့အချိန်မှာကျွန်တော်တို့ကိုအပြုံးနေနေကြလို့ အဲ့အပြုံးနဲ့ပီတိကိုပဲကျွန်တော်တို့လိုတယ်ပြည်သူတွေစီကနေပြီကျွန်တော်တားစလောက်ပန်းပေးစီဗျာကျွန်တော်ထားမယ်ကျွန်တော်တို့ဘေးဆက်ရင်ဘေးဆက်ရပေးစီကျွန်တော်တို့တော်လိုင်းရင်မှာဘေးဆက်ဖို့လားတို့ကတော်လိုင်းရင်မှာကျွန်တော်တို့ကတော့ဘေးဆက်ဖို့လားကျွန်တော်တို့အညာသားတွေကဒီရားထဲမှာကျွန်တော်တို့ကတော်လိုင်းရင်မှာဘာယာရူးရှိလို့ဘာလို့ကျွန်တော်တို့ဖီတက်စရာအကြောင်းမရှိဘူးကျွန်တော်တို့ဖီလည်းမတက်ဘူးကျွန်တော်တို့ကလူငယ်တယ်ကျွန်တော်တို့ကအရသားတယ်ပုံမှန်ကျွန်တော်တို့ကအရသားတယ်စကားစကားကျွန်တော်တို့ကိုမထားနိုင်တဲ့စီးနေလောက်တယ် ြည်သူလူထုကိုကျွန်တော်တို့နှင်းပန်းနှိပ်စက်တယ်အဲ့ဒီအခွင့်အာဏာတွေရရတယ်ဒီကျွန်တော်တို့တိုင်ပွဲဝင်တယ်ဒီချိန်မှာကျွန်တော်တို့ဒီတော်လိုင်းရေးတက်ဖွဲ့တယ်ဖြစ်တယ်ကျွန်တော်တို့ဒီပြည်သူ့ကာဝေးတက်ဖွဲ့ဝင်တယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့မှာယခုအချိန်မှာစစ်သားဟာတို့တက်ကတော့တက်နေတူအောင်ကျွန်တော်တို့ဖွဲ့စည်းတည်ထောင်ရတယ်ကျွန်တော်တို့ရဲဘော်တွေကိုလည်းကျွန်တော်တို့တကယ်ပြည်သူအားကိုးတဲ့ရဲဘော်တွေဖြစ်အောင်ပြည်သူချစ်ခင်တဲ့ရဲဘော်တွေဖြစ်အောင်အဲကျွန်တော်တို့တိုက်စွမ်းရည်ရှိတဲ့ရဲဘော်တွေဖြစ်အောင်အဲကျွန်တော်တို့လေ့ကျင့်နေတယ်ပြင်ဆင်နေတယ် စုဖွဲ့နေတယ်စုဖွဲ့ပြင်ဆင်ပြီးရင်ကတော့လာလိမ့်မယ်အညာကျွန်တော်တို့ထိုးစစ်ပြန်ဆင်မယ်ဘူးဒီကောင်နဲ့မထွက်ရဲတော့ဘူးဒီကောင်နဲ့မထွက်ရဲဘူးကိုဒီကောင်နဲ့ဘယ်နေမှမထွက်ရဲဘူးဒီကောင်နဲ့ကျွန်တော်တို့တိုက်ခိုက်မှုရှိရလေချောင်းတိုက်ခိုက်မှုပဲဒီကောင်နဲ့လေချောင်းကကျွန်တော်တို့ဘယ်လောက်ချနိုင်မလဲကျွန်တော်တို့ရှိသေးတယ်ကျွန်တော်လည်းချင်းခံရတာပဲချက်ဖိုက်တာနဲ့မမရရဆိုလို့ရှိရင်ကျွန်တော်တို့ဆိုလို့ရှိရင်ဟို CMD ရက်ကဒီတောင်ငယ်အစီဆုံးလူတယောက် ဘောနော်ကျွန်တော်တို့အဲ့မှာမြေပြင်မှာအဲကျွန်တော်တို့ညွန်ကြားကြတဲ့ခေါ်လုံးလို့ကျွန်တော်အဲ့ကိုဟိုဒီလိုသွားတဲ့အချိန်ပေါ့နော်ပတင်းသွားပို့တဲ့အချိန်မှာပဲအကူတွေနေတဲ့အဆောင်တွေကိုဟိုဒိန်းဆိုပြီးတော့ဂျက်ဖိုက်တာအကျဲချာအဲ့မှာကျွန်တော်တို့အဲရာရှိတယောက်ကဘာပြောလဲဆိုတော့ဟိုရဲဘော်တော့ရဲဘော်တော့လုံခြုံဆုံးမယ်ဒီနေ့ကအလုံခြုံဆုံးမယ်ပေါ့ဒါပေမဲ့ကိုနားလေးကြည့်တော့အကူလုံးကပေါက်ပြဲမီဒီယာလောင်းနေပြီအဲ့လိုအဲ့လိုအတေထားရတယ်ကြုံငယ်ပြီးပြီကျွန်တော်တို့တော့ ရှေ့ဆက်ပြီးတော့ကျွန်တော်တို့ data ကိုကျွန်တော်တို့လွတ်မြောက်အောင်အဲကျွန်တော်တို့ data တွေမှာရှိတဲ့ကျွန်တော်တို့ dollar ရင်းညီကိုမောင်နှမတွေနဲ့ကျွန်တော်တို့စုဖွဲ့ပြင်ဆင်ပြီးတော့အဲကျွန်တော်တို့အကောင်းဆုံးစ조사ပြီးတော့အဲကျွန်တော်တို့ရှေ့ဆက်ပြီးတော့အပြည်သူတွေကိုအောင်ဝဲတွေကိုတိကျမှကကျွန်တော်တို့ထည့်ပေးခြင်းနဲ့ရအောင်တိုက်ပေးခြင်းနဲ့တခုကရှိရလဲကျွန်တော်တို့ dollar ရင်းမှာကအဲကျွန်တော်တို့အခက်ခဲတွေကတော့အာအများကြီးပဲနောက်ဆုံးနေ့ရဲဘော်တွေရေကျွန်တော်တို့အစားဝတ်နေရေစုဖို့တစားခဲရန်လက်နက်တွေ ကြည်ရေကျွန်တော်တို့ဓာတ်တွေကတော့ကျွန်တော်တို့ဒေါ်လာရင်းတက်တယ်မှာဒီဓာတ်တွေကတော့ရင်ဆိုင်ရတယ်ရှစ်ဆပြီးတော့ကျွန်တော်တို့ဟိုလုတ်ဆရာရှိတဲ့ဓာတ်တွေကတော့ကျွန်တော်တို့ခြေစမ်းလုံလုံနဲ့တခြားစုပ်ဝဲပြင်ဆင်ပြီးတော့လုပ်မယ်အညာသားတွေတကယ်ကျုံးမယ်အညာသားတွေတကယ်ကျုံးနေတကယ်ကျုံးနေမိုက်တယ်ဗျာမိုက်တယ်မိုက်တယ်ညီလာတကယ်လေးစားတကယ်ဂုံယူတယ်ပေါ့နော် လုံးဝပြောတဲ့ဆိုတဲ့နေသားမှာပေါ့ပဲတကယ်အားကျုံးမှန်တဲ့ကြီးနဲ့ကြားရတာနဲ့တင်ကိုတော်တော်လေးကိုစက်သိန်းထားအားရတယ်ပေါ့နော်အဲ့တော့ဘလိုပဲဖြစ်မျှော်လင့်တယ်မျှော်လင့်တယ်ဒါတကယ်ကိုဒါပြည်သူတွေခုနပြောလို့ပေါ့နော် ဖလန်းမှာတိမ်းပြီးပြန်လာတာတော့ဒီလိုကြိုတယ်ဆိုရင်အညာမှာသာတိမ်းလို့ကတော့ပြည်သူကဘလောက်တောင်ပြိုလိုက်မလဲဆိုတဲ့ဟာတွေကလည်းတကယ်တွေးပြီးတော့တောင်ပြိုရတယ်ပေါ့နော်အဲ့တော့ဒါဒီခုလူလိုမျိုးဒါတွေးဆုံပြီးတော့ဖြေပေးရအတွက်လည်းတကယ်ကျေးဇူးတင်တယ်ပြီးတော့ပြည်သူတွေအတွက်ကိုဒါအားကျုံမှန်တတ်တယ်ပေါ့နော်ကျွန်တော်ကပေးဆက်ဖို့လာလာဆိုပြီးတော့ပြောတဲ့စကားနယ်တွေကိုပဲငြိမ်းရဲလှုပ်ရဲတွေကိုတကယ်လေးပြူတယ်ပေါ့နော်အဲ့တော့ပြည်သူတွေလည်းကျင်းနဲ့အားရကြပါတယ်ပေါ့နော်နောက်တစ်ခုကဒါနောက်ဆုံးပေါ့နော်ဒါစကားဝိုင်းရဲ့အဆုံးသက်လေးနေနဲ့ဒါကိုကတော့သိချင်လို့မေးတာပါ ဒီလေးအနေနဲ့ရောဒီနေ့တော်လန်ရေးကြီးအောင်မြင်သွားပြီဒီနေ့မှပြီးမြောက်သွားပြီဆိုတဲ့အချိန်မှာပထမဆုံးလှုပ်ရှင်တဲ့အလုပ်ကဘာဖြစ်မလဲကျွန်တော်ပထမဆုံးလှုပ်ရှင်တဲ့အလုပ်ကတော့အိမ်ပြန်မယ်အိမ်ပြန်မယ်ကျွန်တော်တို့ချစ်ခင်ရတဲ့ကျွန်တော်တို့ရဲ့ညီကိုဟိုမောင်နှမတွေကျွန်တော်တို့ရဲ့တငယ်ချင်းတွေကျွန်တော်တို့ရဲ့မိတ်ဆွေတွေမတွေ့ရတဲ့သူတွေအားလုံးနဲ့ကျွန်တော်တို့ပြေးတွေ့မယ်ကျွန်တော်တို့မိပါတဲ့စီကိုကျွန်တော်တို့ပြန်မယ်ဟိုတော်လန်ရေးမှာတော့ဟိုကျွန်တော်တို့ဘာတွေလုပ်နေလဲဘာတွေလုပ်ခဲ့ကြလဲ ကျွန်တော်တို့ရဲ့တမိုင်းပေးတောင်ဝင်ကတော့ကျွန်တော်တို့ရဲ့ဟိုရေးဆွဲခဲ့တဲ့တမိုင်းမတန်းတွေမှာတော့ရှိခဲ့မယ်ပေါ့ပြီးတဲ့အချိန်ကတော့ကျွန်တော်တို့ပြန်ပါတော်လိုင်းရေးပြီးရင်ကျွန်တော်တို့ပြန်ပါတေချာတခုကတော့သခိုင်းတိုင်းဒီဇိုင်းနဲ့လုံးမြောက်တော့တယ်ကျွန်တော်တော်လိုင်းပြီးသွားမှာမဟုတ်ဘူးတေချာတခုကတော့ကျွန်တော်ဆက်လက်ပြီးတော့ကျွန်တော်ဖြည့်တအောင်ပါမယ်အစောက်ကစလုံးဝကင်းစင်သွားတဲ့အချိန်ကြီးကျွန်တော်တို့တိုက်ထုတ်မယ်တိုက်ထုတ်ဖို့ရအတွက်ကျွန်တော်တို့ဘာတွေပြင်ဆင်ရမလဲကျွန်တော်တို့ရဲ့ဟိုစောင့်တိရမယ်အချုံတွေကျွန်တော်တို့လုတ် ပြီးတော့ကျွန်တော်တို့ပြင်ဆင်နေထိုင်မယ်ကျွန်တော်တို့ရဲဘော်တွေကိုမိတယ်ဒီကောင်လေးရဲရဲဆက်ဆက်နဲ့တက်တယ်ဖြတ်တယ်ကျွန်တော်တို့ဒီကောင်လေးစီကဘုံမူကြီးစင်ကိုမိခဲ့တယ်ကျွန်တော်တို့မှလက်ဖြားနဲ့တောင်မှမထီဘူးမထီဘူးကျွန်တော်တို့ရိုးရိုးတည်တည်နဲ့ဆက်ဆံနေလေးလေးစားစားနဲ့ဆက်ဆံနေကျွန်တော်တို့တောင်ဝင်ရှိတဲ့ຢာရှိတယောက်ကိုမိရဲ့73မန်းတယောက်ကိုလည်းကျွန်တော်တို့ကလူလူဆက်ဆံတယ်ဒီကောင်တွေမှာအဲ့လိုလူလူအသိစိတ်တတ်မရှိဘူးဒီကောင်တွေကတော့ဟိုအသိစိတ်တတ်မရှိလို့လေဒီလိုလုံလာဆိုလို့ဒီကောင်တွေအတွက်ကတော့ပြောစရာစကားတော့ကျွန်တော်တို့ကကုန်ပါပြီဒီကောင်တွေတော့ဘာမှမပြောဘူး မင်းတို့ဘာလုပ်ကြမှာလဲငါတို့ကတော့ဆက်ပြီးတော့ချမှာပဲငါတို့တည်သွားရင်ငါတို့ကမြတ်တယ်ငါတို့ကပြည်သူတွေတည်တာမင်းတို့ကောင်တွေကဘုသူတည်မှာလဲမင်းတို့ကောင်တွေကမင်းအောင်လိုင်းတခုတည်းဟိုပဲမင်းတို့ကောင်တွေကကာဝယ်စောင့်ရှောက်နေတာမင်းတို့ရဲ့အချိုးစည်းဝါးနဲ့မင်းအောင်လိုင်းရဲ့အချိုးစည်းဝါးကိုပဲကြည့်မယ်နိုင်ငံစည်းနဲ့လုံမယ်မင်းတို့ရဲ့အသိစိတ်တွေမှာဒါပဲရှိတယ်ကျွန်တော်တို့မှဒါမရှိဘူးဗျာဒီကောင်တွေတည်လို့ရှိရင်ဘယ်သူမှဖုန်ကြီးတောင်မှရက်လေသုံးတရားနာမဲ့သူမရှိဘူးကျွန်တော်တို့ သူကဝယ်ဒီဒေါ်လာရေးတက်တယ်ချဆုံးလို့ရှိရင်ဒီလိုလူလူကကဝမ်းဝဲပူဆင်းမှုတွေတို့တို့အများကြီးကြုံတွေ့ရတယ်ပေါ့ဒီဟာလေးတို့ကျွန်တော်တို့ကွာဟားတာပေါ့ဒီကောင်နဲ့ကျွန်တော်နဲ့ဘာကွာလဲဆိုတော့အများကြီးပါစီနဲ့ရေပါပဲကွာရတော့ဟုတ်ကောဒါတော့ဒါတော့နေလေဘလိုပဲဖြစ်ဖြစ်အခုလိုမျိုးဖြစ်ပြီးရတဲ့အတွက်တကယ်ကျေးဇူးတင်တယ်ရှေ့ဆက်ပြီးတော့လည်းတိုက်ပွဲတွေအခုလိုပဲအောင်မြင်ပါစေပြီးတော့ဒီလိုမျိုးအောင်မြင်တဲ့သတင်းစကားတွေကိုအခုလိုမျိုးပဲခဏခဏပြောပြနိုင်ပါစေပေါ့နော် အဲပြီးတော့ကြတော့ဒါညီလေးလည်း queue site ပါပြီးတော့ညီလေးတပ်ဖွဲ့တွေကိုလည်း queue site ပြီးပါပြီးတော့ပြည်သူတွေကိုလည်းခုနကလိုမျိုးပေါ့နော်အဲလုံခြုံတဲ့ဘဝပြီးရင်ပို့ကောင်းမွန်တဲ့ဘဝတွေထပ်ပြီးတော့ပေးနိုင်ပါစေလို့ဆုတောင်းပါတယ်ညီနော်ကျေးဇူးပါအကိုဟုတ်အားလုံးပဲကြားတဲ့အတိုင်းပဲဗျာအားရကြရတယ်ကြီးပဲပြောသွားရလဲမှန်တဲ့ထန်တဲ့ပေါ့နော်အဲပြီးတော့ဒါဒီသူပြောသွားတဲ့ချက်လေးတွေမှဆိုကြတာကျွန်တော်ဗာလေးကြိုက်လဲဆိုတော့ဒါ plan မျိုးသိမ်းပေါ့နော်အာတိုင်းသားနေမြေတွေမှာသွားပြီးတော့တိမ့်ပတ်ခဲ့တဲ့ဖလန်းမျိုးတိမ့်အောင်ပွဲကနေပြန်လာတဲ့သူတို့ကိုတဲ့ ဒါပြည်သူတွေကည7နာရီထိကြိုးဆိုတာပေါ့နော်ကြိုးဆိုတာမပြတ်ဘူးသူတို့လည်းပင်ပန်းတယ်ဒါပေမဲ့ပြော့တယ်ပေါ့နော်အဲအဲ့လိုမျိုးပေါ့နော်တခြားနေရာမှာတတ်တိုက်ပြီးပြန်လာတဲ့အောင်ပွဲတော်မှာပြည်သူတွေလောက်ကြိုးဆိုကြရဲဆိုရင်အညာမှာတိုက်ပြီးတော့ပေါ့နော်အညာမှာအောင်ပွဲရတဲ့ဟာမျိုးကိုပြည်သူတွေလက်ထဲကိုများထည့်ပေးနိုင်အဲအညာပြည်သူတွေဘယ်လောက်တောင်ပြောမလဲဆိုတဲ့ဟာတကယ်တွေးကြည့်အောင်နဲ့စက်သိမ်းထားကြရမိုက်တယ်အဲ့ဒါလည်းကောင်းတယ်ပေါ့နော်အပြောတာအညာသားတွေအတိအတိုင်းပဲကျွန်တော်ကနေရာနဲ့တိုက်တာဆိုတကယ်လည်းဟုတ်ပါတယ်ဘာလို့ဆိုတော့အညာသားတွေ ဒါသူတို့တိုက်ပွဲဖော်ဆောင်မှုအတွက်အခက်အခဲတွေအများကြီးရှိကြတဲ့အခါမှာဒါတိုင်းရင်းသားနေမြေတွေထိသွားပြီးတော့စစ်ပညာတွေတင်ကြရတယ်တိုက်ပွဲတွေဖော်ဆောင်နေတွေ့ကြုံနေယူတယ်ပူးပေါင်းပြီးတိုက်ပွဲဝင်လာတယ်လှုပ်တယ်အခုတော့အညာသားတွေအိမ်ပြန်ပြီးတော့အညာအတွက်ကိုစူးစမ်းကြမယ်ကဏ္ဍတွေရောက်လာပြီပေါ့နော်အဲ့တော့ဒီအညာသားတွေဟာအဲပြောရမယ်ဆိုရင်အညာက က်ဖွဲ့တွေကပေါ့နော်နိုင်ငံရဲ့နေရာအနှံ့မှာပါသွားပြီးတော့တိုက်ပွဲဝင်နေကြတဲ့တကယ်သူရဲကောင်းတွေဖြစ်တယ်ဆိုတဲ့ဟာကိုဒီဗီဒီယိုလေးကနေလည်းတည်တည်စေချင်တယ်ပေါ့နော်အဲပြီးတော့ဒီထဲမှာဆိုရင်ဒါအခက်ခဲနေပတ်သက်လို့ပြောသွားတာဒါကျန်တာမဟုတ်ထုံးစံတိုင်းပဲကျွန်တော်လက်နက်တွေခဲရန်နေဒါတွေလိုအပ်ပါလေပေါ့နော်အဲ့ဒါတွေဒါရပြီဟေးဆိုရင်တွေ့ကြုံတွေလည်းရှိလာပြီးစွမ်းရည်တွေလည်းပြေဝလာပြီးအဲပြီးရင်ပူပေါင်းမှုတွေစုဖွဲ့မှုတွေလည်းပူကောင်းလာပြီးဒီလိုအနေထားနဲ့လက်နက်ခဲယမ်းတွေဒါပြေစုံကြည့် နော်လို့အာ290ပဲဖြစ်ဖြစ်280ပဲဖြစ်ဖြစ်ခံနိုင်ကြတဲ့ကောင်းနေအကြောင်းကိုရှိဘူးပေါ့နော်အဲ့တော့သူပြောသွားတဲ့ဟာတွေကိုလည်းကျင်းနဲ့အားရကြလိမ့်မယ်ထင်ပါတယ်အဲ့လိုမျိုးဒါအင်တာဗျူးတွေကိုလည်းထပ်ပြီးတော့ကျွန်တော်စူးစမ်းပြီးတင်ဆက်ပေးပါဦးမယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်